မြန်မာအသင်းနဲ့အိန္ဒိယအသင်းတို့ချင်းပိုင်ကစားမဲ့အာရှဖလားခြေစစ်ပွဲပွဲကြီးလက်မှတ်များကိုမတ်လ26ရက်နေ့မှာစတင်ရောင်းချသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်မှသိရပါဗါးအဲဒီပွဲစဉ်ကိုတူနာအာဇာခွင့်မှာလက်ခံကျင်းပမှာဖြစ်ပြီးပွဲဝင်ခွင့်လက်မှတ်တွေကိုတူနာခွင့်အောင်ဆန်းခွင့်နဲ့လဲတန်းတို့မှာမတ်လ26ရက်နေ့နဲ့28ရက်နေ့တို့မှာနှစ်ရက်ရောင်းချမှာဖြစ်ပြီးအထူးတန်းသုံးထောင်ကျပ်ရိုးတန်းနှစ်ထောင်ကျပ်နဲ့ရောင်းချသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကသတင်းထုတ်ပြန်ကြရသိရပါဗါး အဲ့ဒီ person အတွက်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောကလည်းဒီကနေ့မတ်လ23ရက်နေ့မနက်ပိုင်းကမြန်မာလေရွေစင်တင်ကအတင်းသားများနဲ့တွေ့ဆုံပြီးအိန္ဒိယတင်းတဲ့ပွဲစဉ်မှာအနိုင်ရရှိရေးအတွက်တွေ့ဆုံအားပေးစကားပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။မြန်မာလေရွေစင်တင်ဟာအိန္ဒိယတင်းတဲ့အာရှဖလားခြေစစ်ပွဲကြိုပြင်ဆင်နေနေနဲ့ပြီးခဲ့တဲ့မတ်လ22ရက်နေ့ကအင်ဒိုနီးရှားတင်းတဲ့ခြေစမ်းပွဲချိန်မှန်ကစားခဲ့ပြီးအင်ဒိုနီးရှားတင်းကိုကျော်ကိုကိုမောင်မောင်လွင်နဲ့စီတူအောင်တို့ရဲ့တွင်ကိုများနဲ့၃ဂိုးတကူဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါအပြင်အိန္ဒိယအသင်းကလည်းမြန်မာအသင်းနဲ့ရှင်ရယမ်းမြင်ပြိုင်ပွဲကြိုပြင်ဆင်နေနေနဲ့ပြီးကြတဲ့မတ်လ22ရက်နေ့ကအာဆီယံဒေသအတွင်းမှာကမ္ဘောဒီးယားအသင်းနဲ့ခြေတန်းပွဲရှင်မြန်ကစားခဲ့ပြီး၃ကိုး၂ကိုးနဲ့အနိုင်ရရှိခဲ့လို့သိရပါဗျာ။အာရှဗလာခြေစစ်ပွဲအုပ်စုအဖွဲ့ပွဲစဉ်ဖြစ်မြန်မာအသင်းနဲ့အိန္ဒိယအသင်းတို့ဟာလာမယ့်မတ်လ22ရက်နေ့ညနေ6နာရီမှာရန်ကုန်မြို့တူနာအာဇာကွင်းမှာရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်။